နေ့မှာတော့ကျွန်တော်တို့ RNG company ကတောင်းဝင်ကြီးဆောင်နေတဲ့ One Resident ရဲ့လုပ်ငန်းသေးစိတ်ရှင်တွေကိုရှင်းလင်းပြီးပြပြခဲ့ပါတယ်။ဘာလို့ဒီကနေ့မှာမကြခင်ဆက်လက်လုပ်ငန်းဆောင်ရွက်တော့မယ်ဆိုတော့ဆက်လက်ကိုဆောင်ရွက်ပေးတည်တာကြောင့်ကျွန်တော်ခံရမှုရှိအောင် data ဆောင်စနစ်တကျဆောင်ရွက်ထားတဲ့ပေါ့အောက်မှာဆိုတဲ့ data ဒီအုပ်ဒီကိုကျွန်တော်စနစ်တကျပြန်ထားပြီးတော့ကျွန်တော်ထုတ်ပြန်လေးကိုလည်း data နှစ်ဖက်ကျွန်တော်တို့ထုတ်ပြန်လေးကိုလည်း data ဆက်ကန်းအောင်ထုတ်ထားတာလည်းဖြစ်ပါတယ်ဒါလိုထုတ်ပြန်ရောက်ဆက်လက်ဥပဒေအောင်လည်းကျွန်တော် data ဆောင်ရွက်ထားပါတယ် တော့ဒီကားပိုက်တော့အားလုံးမဆောင်ရပါဘူးဒီကားအကျော်ခုနှစ်လမ်းမှဝင်နေဒီကားအင်းကို7လမ်းမှအောက်ရှိမှာ7လမ်းမှပြီးအပေါ်ရဲ့7လမ်းမှဆောင်ရတာဒီလမ်းမှဆောင်ပြီးတော့ဆောင်ရထားတယ်နော်တော့ဆလတ်တွေရယ်ဆလတ်ဆလတ်ပါတင်တဲ့အခါမှာလည်းကျွန်တော်တို့စပီးစင်ကို6လမ်းမှ7လမ်းမှဆိုပြီးတော့စပီးစင်နေနဲ့ခင်းတာရှိတယ်နော်ဒီကာဗွန်ဘလော့တွေကိုကျွန်တော်တို့သုံးမှတ်နေ ဆလတ်ကပါဘောကျွန်တော်တို့၃မှတ်နဲ့ဆောက်ရတယ်နောက်ပြီးဆလတ်ကကျွန်တော်တို့က2လီယာဖြစ်တဲ့တလီယာနဲ့တလီယာဖြစ်နေရောဒါထဲမှာထဲရည်ထည့်ပြီးတော့ဆောက်ရထားတာဖြစ်ပါလေဘင်းဆိုင်တွေကိုလည်းကျွန်တော်တို့ဆနေဆက်လေးပြမဆိုရင်တန်ကြောင်း5 3 5နဲ့သွားထားပြီးတော့အောက်ဘော်တမ်ဘောက်တော့3 5 3နဲ့သွားထားတယ်ကျွန်တော်30ဆက်နှစ်ပြမဆိုရင်ဘော်တော့ဘောက်ကိုကျွန်တော်တို့၄နှစ်၄နဲ့သွားထားပြီးတော့ဘော်တမ်ဘောက်တော့နှစ်၄နှစ်နဲ့သွားထားတယ်ကျွန်တော်6ဆက်နှစ်ပြမဆိုရင် တော့ပါဟို3နှစ်3နဲ့တွားထားပြီးတော့ပေါ်တမောင်းနှစ်3နှစ်နဲ့တွားထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့မနောက်ဘက်မှာဆိုရင်တော့ဒီဆက်လက်ကိုကုန်ကြီးလုပ်ငန်းဆောင်ရွက်မှာဖြစ်ပြီးတော့နောက်နောက်ဘက်ထဲမှာ Sector Employee ရဲ့ဘောက်ပေါ်နိုင်ငံလုပ်ငန်းကိုကျွန်တော်ဆက်လက်ဆောင်ရွက်ပါမယ်ဖြစ်ပါတယ်